ာရခတ်တက်တို့အထင်းချောက်ထားတဲ့ညနေတဲမှာအခြေခံပညာအတန်းကြောင်းသုံးပုံလိုက်စာအုပ်တွေအလေးတကူဝေရရမရပဲပြည်လက်မှုတွေဖြစ်ပေါ်နေပြီးတော့စာအုပ်ဇင်းတို့တွေဟာလည်းအရင်နှစ်တွေကထက်မြင့်တက်နေတယ်လို့စာအုပ်အယောင်ဆိုင်ပိုင်ဆိုင်တဲ့နဲ့ပညာရဲ့အတိုင်းဝိုင်းတွေစီကသိရပါတယ်ရခိုင်ပြည်တို့အခြေခံပညာပုံလိုက်စာအုပ်တွေကိုပြည်မဖက်ကတဆန့်မာယူကြရတာဖြစ်ပြီးလက်ခုလက်မှာစစ်ကောင်စီရဲ့ပြင်မထားဖြစ်စီချမ်းကိုခံရတယ်လို့ကြောက်တော်မျိုးတွေကစာအုပ်အယောင်ဆိုင်ပိုင်ဆိုင်တဲ့ဦးကပြောပါတယ် အခုနှစ်ပညာတန်တဲ့အတွက်ရခိုင်ပြည်အတွင်းကျောင်းသွင်းပုံနှိပ်စာအုပ်စင်းတို့တွေဟာ KG ဒန်းစာအုပ်တစုံကိုငွေကျပ်2000ခွဲကနေ3000ခွဲကျပ် Grade 1 Grade 2 Grade 3အတန်းတွေအတွက်ငွေကျပ်3000ခွဲကနေ5000ကျပ် Grade 4 Grade 5အတန်းတွေအတွက်ငွေကျပ်4000ကနေ6000ခွဲကျပ် Grade 6 Grade 7 Grade 8အတွက်ငွေကျပ်5000ကနေ8000ကျပ်တို့ရှိနေကြပါတယ်။ဒါပြန် Grade 10စာအုပ်တစုံကိုငွေကျပ်6000ကနေ7000ကျပ် Grade 11စာအုပ်တစုံကိုငွေကျပ်9000ကနေ3000ကျပ်ထိရှိနေပြီးတော့ ဂရိတ်တွဲအတက်ငွေချက်8000ခွေးကနေ3000ချက်အထိမြို့နယ်အလိုက်ဇင်းနှုံးကွာချက်ချက်တွေရှိနေတယ်လို့စာအယုံဆိုင်တွေစီကစုံစမ်းသိရှိရပါတယ်။အညာနိုင်ကရခိုင်ပြည်အတွင်းကျောင်းသုံးပုံနှိပ်စာအုပ်ဇင်းနှုံးဟာ KG တန်းစာအုပ်တစ်စုံကိုငွေချက်1000ခွေး Grade 1 Grade 2 Grade 3အတက်ငွေချက်2000ခွေး Grade 4 Grade 5တို့ကိုငွေချက်3000ခွေး Grade 6 Grade 7 Grade 8တို့ကိုငွေချက်4000ခွေး Grade 10ကိုငွေချက်5000 Great Eleven နဲ့ Great Twelve ကိုငွေကျပ်6000ခွေးကနေ6000ကျပ်အထိရှိတယ်လို့စာအုပ်ဆိုင်ပင်ရှင်တွေကသိရပါဗျ။ရခိုင်ပြည်မှာစစ်ကောင်စီရဲ့လေကြောင်း NLD ကြောင့် Africa Tech တို့ဘက်ကစာတွေကြောင်းတွေကိုတရားဝင်ခွင့်လက်ခတာမရှိပေမဲ့ကလင်းငယ်တွေရဲ့ပညာတောင်ရမှုပြက်လိုက်တာတွေမရှိစေဖို့အတွက်ကိုနေကိုဟန်နဲ့စာပန်ကျန်းနေကြတာဖြစ်ပါတယ်။ရခိုင်မှာကျောင်းသူကရိယာတွေဖြစ်တဲ့ဘလာစာအုပ်ဘောပန်ခေရန်နဲ့တခြားဆက်ဆက်ပစ္စည်းတွေကိုအိန္ဒိယဘက်ကမာယူရောင်းချကြပေမဲ့ပုံနှိပ်စာအုပ်တွေကတော့ပြည်မဘက်ကခဲခဲခဲမာယူကြရတာဖြစ်ပါတယ် ရခိုင်မှာပုံနှိမ့်စာအုပ်တွေနဲ့စာရေးကိရိယာတွေအဆက်မတန်ဇင်းတို့မြတ်တမ်းမှုတွေကြောင့်အရင်နှစ်တွေကသုံးဆွေပြည်သားစာအုပ်အဟောင်းတွေကိုဝေယူပြီးတော့စာတမ်းကျနေကြရတယ်လို့ညောင်မြို့နယ်ကကျောင်းသားမိဖတို့ကပြောပါတယ်ရခိုင်မှာစာတမ်းကျောင်းတွေတရားဝင်ဖွင့်လှစ်နေတာမရှိတဲ့အတွက်ငွေကြေးတက်နေတဲ့ကျောင်းသားတချို့ဟာပြည်မဖက်ကိုရွှေ့ပြောင်းပြီးတော့ပညာတန်ကြားမှုတွေလည်းရှိကြပါတယ်ဒါပြန်စပယ်တင်းချောင်းနေရတဲ့ကလင်းငယ်တွေကလည်းဒေသတွင်းလူမှုအဖွဲ့အစည်းတွေကတပိုင်တိုင်းအခမ်းအနားပညာတန်ကြားမှုတွေလည်းရှိကြပါတယ် ။မခိုင်ပြည်မှာအာရခတက်တော်ကမြို့နယ်ဆီလီကွန်နဲ့ပလက်ဝါမြို့နယ်တွေကိုထိန်းချုပ်ထားပြီးအဲ့ဒီနေမြေတွေမှာအခုနှစ်ပညာသင်တဲ့အတွက်အခြေခံပညာကျောင်းတွေကိုဖွင့်လှစ်ဖို့တဲ့စီစဉ်မှုတွေရှိနေကြပါတယ်။